Megar, ça va Aujourd'hui, on apprend la dic définie. D'accord, on commence. Alors, mes mingla ba, dini ma ro, ti chin ne tu tu, pyin te ye definite article li ko li la taw ma phit par. D'accord, da so yin sa lai ja ya. Alors, ြင်သစ်ရဲ့ article တွေကိုကြည့်မယ်ဆိုရင်ကျတို့ဒါ definite article ကကြတော့ဒါ english မှာဆိုရင် the နဲ့တူတာပေါ့နော် the နဲ့တူရဲ့အဲဒါပေမဲ့မတူတဲ့အချက်ကကြတော့ကျတို့ english မှာတော့ကြတော့ the တလုံးနဲ့ပဲရှိပြင်သစ်မှာじゃအဲ့လိုမဟုတ်တော့ဘူးသူကပြင်သစ်မှာ noun နေမှာ gender ရှိရဲ့အတွက်ကြောင့်မလို့ noun ရဲ့ gender ကိုလိုက်ပြီးတော့သူကအဲဒီ ခွဲသွားတယ်ပေါ့နော်ဆိုတော့အမအဲအထီးအတွက်ဆိုတစ်ခုအဲပြီးရင်အမအတွက်ဆိုတစ်ခုပြီးသွားရင်နောက်တစ်ခုဒီချေရှေ့မှာပြောဘူးပါတယ်အဲအနည်းအများရဲ့အတန်ထွက်ကအတူတူပဲဆိုတာဆိုတော့အဲအများကို S bound ထည့်လေအများရဲ့အတန်ထွက်ကဒီတန်းပဲအဲ့တော့အာဒီနီယာမန်ချေရိုကအနည်းများခွဲချင်တယ်ဆိုရင်ဘယ်လိုကြည့်ခွဲလို့ရလဲဆိုတော့ article ကိုကြည့်ပြီးခွဲလို့ရတယ်အဲ့မှာအနည်းအတွက် article ကတစ်မျိုးအများအတွက်တစ်မျိုးဒီလိုမျိုးကြီးခွဲသွားတယ်အဲ့တော့အခုကြည့်ရအောင် ကျင်သေးရဲ့ definite article တွေကဘာတွေလဲဆိုရင်တော့ look la le အဲ့တော့ look ကကြတော့ကျေတို့က masculine noun တွေအတွက်သုံးပါတယ်ဆိုတော့အထီး noun တွေအတွက်ဆိုရင်ကျေတို့က look နဲ့သုံးပေးရပါတယ်အဲ့တော့ example ဒီမှာ the cat လို့ပြောချင်တယ်ဆိုရင် lusha 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 ဒီလိုလေးသုံးပါတယ်အဲ့တော့နောက်တစ်ခုကကြတော့အဲ la 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 ကတော့ဒါအမ noun တွေအတွက် feminine တွေအတွက်သုံးတာပါ အဲ့တော့ဒီနေရာမှာဆိုရှင် la maison the house la maison the house maison ကကြတော့ဥနဲ့မဆုံးပေမဲ့အမစကားလုံးအဲ့တော့ဂျေရိုကအမဖြစ်တဲ့အတွက်ကြောင့်မလို့ la နဲ့ယူသုံးတော့ la maison la maison the house ဒီလိုမျိုးသုံးပါတယ် okay နောက်တစ်ခုကတော့ le le အဲ့တော့ le ကကြတော့ဂျေရိုကုနာကအဲ the cat ကအနေမို့လို့လွှတ်ရလို့သုံးခဲ့အဲ့တော့ the cat's အများသုံးချင်တဲ့ခါကျရင်ကျတို့ကလိရှာလိရှာလိရှာခုနကကျတို့ the house တုံးကကျတော့ဒါလာမေးဆုံလို့တုံးခဲ့တယ်လာမေးဆုံအဲ့တော့ဒီနေရာမှာ the houses လို့ပြောချင်ကြတော့လေမေးဆုံလေမေးဆုံဒီလိုမျိုးလေးတုံးပြရပါတယ်အဲ့တော့ဒါဆိုရင် ပြင်သစ်ရဲ့ definite article တွေကဘာတွေလဲလို့မေးရင်ကျေတို့ကလွတ်လာလေးလို့ပြောလို့ရပါတယ်။နောက်တစ်ခုသတိထားမယ့်အချက်ကကြတော့ကျေတို့လွတ်နဲ့လား ဲ့တော့လွတ်နဲ့လာကသူတို့ကဒါနောက်မှာဆိုရင်ဒါ e တို့ a တို့နဲ့စုံတယ်เนาะလွတ်ဆိုရင်ဒါ e နဲ့စုံတယ်လာဆိုရင်ကျတော့ a နဲ့စုံတယ်အဲ့လိုမျိုးမှာဆိုရင် तू ကနောက်ကကတ်လိုက်တဲ့နောင်ကသာ a e i o u h y နဲ့စခဲ့တယ်ဆိုရင်သူတို့ကိုလွတ်လာနဲ့တန်းပြီးတော့တွဲခက်ရေးလို့မရတော့အဲ့တော့ကျမဘာလုပ်ပေးရလဲဆိုတော့အဲ့အဲ့ရအရေကိုဖြုတ်ပစ်ပြီးတော့ a apostrophe ဆိုပြီးတော့ကတ်ရေးပေးရပါတယ် ဲ့တော့ဥပမာချက်တော့က the tree လို့ပြောချင်တယ် the tree the tree က a r b i arbre အဲ့တော့ arbre က unison ပြမယ်သူကချက်တော့ masculine noun အဲ့ masculine noun ဖြစ်ထွက်တဲ့ပုံမှန်ဆိုသူ article ကလွတ်လာလေးမှာဆိုရင်ချက်တော့ကလွတ်ကိုယူသုံးပြရအောင်ပါအဲ့တော့ဒီနေရာမှာဆိုလွတ် up လို့ရေးလို့မရပါဘူးမှားပါတယ်ဘာလို့လဲဆိုတော့ up က is revowel နဲ့စာနေတဲ့အတွက်ကြောင့်လို့ချက်တော့ကအဲ့နေရာမှာ e ကိုဖြုတ်ပြီးတော့ l apostrophe ဆိုပြီးတော့ကဲ့ရေးပေးလိုက်တဲ့အခါကျတော့ labeur labeur ဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့ဒါ the tree လို့ပြောချင်တာပေါ့နော်အဲ့တော့သတိထားပေးရမယ့်အချက်ကလွတ်တို့လာတို့ ਨੇ နောင်းနဲ့တွဲကပ်ရေးခြင်း ਨੇ အဲ့နောင်းကလည်း e i o u h y နဲ့စနေခဲ့တယ်ဆိုရင်ဒီချက်ကအပေါစတော့ဆိုပြီးတော့ကပ်ပြီးရေးပေးရပါမယ် လေဆိုတဲ့အများကတော့လုတ်ပြီးစရာမလိုပါဘူးလေနဲ့ပဲတန်းသုံးလို့ရပါတယ်တကယ်လို့ဒါ chero က the trees အများလို့သုံးစင်နေဆိုရင်ဒီနေရာမှာ les arbres les arbres les arbres ဒီလိုမျိုးလေးသုံးပြရပါတယ်တက်ကောဒါဆိုရင်တော့အဲဒီနေ့ chero definite article လေးကိုရသွားပြီလို့ထင်ပါတယ် chain နဲ့တူတူ indefinite article လေးကိုနောက် video မှာဆက်ကြည့်ကြမယ်နော် okay au revoir